အာနာသိန်းစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲကို AR တိုင်းတွင်းကပြည်သူတွေအနေနဲ့စိတ်ဝင်စားမှုမရှိကြဘူးလို့ပြည်သူတွေစီကသိရပါဗျ။ AR တိုင်းဟာရွေးကောက်ပွဲတွေရှိလာတဲ့အချိန်တိုင်းပြိုင်ဆိုင်မှုပြင်းထန်တဲ့အတိုင်းတစ်ခုဖြစ်ပေမဲ့ဒီတစ်ချိန်မှာတော့ကိုယ်တေတာမှာဘသူတွေဝင်ပြိုင်မယ်ဆိုတာတော့စိတ်မဝင်စားတဲ့သူတွေများတယ်လို့ဆိုပါရယ်။ဒီဇင်ဘာ28ရက်နေ့မှာစစ်ကော်မရှင်က ပြုလုပ်မဲ့ရွေးကောက်ပွဲအပိုင်း1မှာတော့အယာရီတိုင်းကမြို့နယ်ရှင်းမြို့နယ်မှာကျင်းပပေးဖို့ကြေညာထားပါတယ် အဲ့ဒီရွေးကောက်ပွဲအပိုင်းတစ်အတွက်ဝင်ရောက်ရှင်ပြိုင်ရမယ့်ကိုယ်စားလှယ်လောင်းတွေဟာလူမှုကွန်ရက်တွေဖြစ်တဲ့ Facebook နဲ့ TikTok တွေကနေစီရောက်မှုတွေကိုဦးစားပေးလုပ်နေတာကိုလည်းတွေ့ရပါတယ်။အဲကျွန်တော်တို့ကဒီရွေးကောက်ပွဲကိုတော့ဒီ60ရွေးရွေးကောက်ပွဲကနေအခုတစ်ချိန်အထိဆိုရင်ဒီ9ချိန်ကျော်ခဲ့ပြီပေါ့နော်။ NLD မပါတဲ့ရွေးကောက်ပွဲကိုဒီလူတွေလည်းစိတ်ဝင်စားဘူးလေ။အဲမက်ဆင်မှာပါတယ်ဆိုပြီးတော့ဒီအာနာသိမ်းခဲ့တဲ့သူတွေလုပ်တဲ့ဒီရွေးကောက်ပွဲမက်ဆင်ကလည်းမှားတာပါပဲဗျ။အဲဒါကြောင့်လဲလူတွေက အဲတော့မကြည့်ကြတော့ဘောနော် ARD တိုင်းမှာလုံးမဲ့ရွေးကောက်ပွဲအပိုင်း၁မှာပါဝင်တဲ့မြို့နယ်ရှင်းမြို့နယ်ကတော့ကျုံမျောပသိမ်မုံပင်မြောင်းမြကြံကင်းမြန်အောင်လက်ပုတ်တောင်ဟင်းဒရစတဲ့မြို့နယ်ရှင်းမြို့နယ်ဖြစ်ပါတယ်မုံပင်မြို့နယ်မှာတော့ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးရရှိချုပ်ဖြစ်တာဝန်ယူခဲ့တဲ့ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်တန်းကရက်ဝက်လဲပြီးကြံခိုင်ပါတီကနေဝင်ရောက်ရှင်းပြိုင်မှာဖြစ်ပါတယ် ရွေးကောက်ပွဲကိုလူလူစိတ်ဝင်စားတာကြောင့်အာနာသိန်းစစ်တပ်ဟာအမှုပညာရှင်တွေကိုဖိအားပေးပြီးရွေးကောက်ပွဲလုံဆောင်ရေးတွေလုပ်ခဲ့ပေးမယ်။ထောက်ခံမှုမရတဲ့အပြင်ပို့ပြီးလူကြီးစရာဖြစ်ခဲ့ရတာပါ။အကြောင်းကတော့အတင်းကျပ်ဖိအားပေးပြီးလုတ်ခိုင်းတာကြောင့်မဖြစ်မနေလုံကြရတဲ့အကြောင်းပြည်သူကသိပြီးစစ်တပ်လုံမဲ့ရွေးကောက်ပွဲကိုပို့လို့တောင်စိတ်ဝင်စားမှုမပြတော့တာလို့အချို့ကသုံးသပ်ကြပါရယ်။အရင်ကအရန်တက်ကြတဲ့ပြည်သူတွေဟာကိုမျိုးနယ်မှာဘသူပြိုင်မဲတောင်မသိတဲ့အထိဖြစ်သွားပြီး ပြိုင်မဲ့သူတချို့ကလည်း Facebook နဲ့ TikTok ပေါ်မှာသာဟိုပြောဒီပြော လုပ်နေတာပါတူတူတန်တန်မဲဆွဲတာမျိုးလည်းမရှိပါဘူးပြည်သူလူထုစိတ်ဝင်စားတာကိုသိလာတဲ့အာနာသိန်းစစ်တပ်ရဲ့ခေါင်းဆောင်တွေဟာကြိုတင်မဲ့အတင်းထက်ခိုင်းတာလုံလာပါတယ်ဝန်ထမ်းတွေကိုမဲဆင်းမဖြစ်မနေစစ်ခိုင်းတယ်လို့တက္ကသိုလ်ကျောင်းသားတွေကိုကြိုတင်မဲပေးခိုင်းတာတွေလုံလာတာတွေ့ရပါတယ် ARI တိုင်းမှာဩဂတ်လဒုတိယပတ်ကစတင်ပြီးအာနာသိန်းစစ်ဆိုရကကျင်းပမဲ့ရွေးကောက်ပွဲအတွက် မဲပေးနီအသိပညာပေးကောင်းစဉ်နဲ့ပြည်သူတွေကိုဖိအားပေးခေါ်ယူပြုလုပ်ခဲ့ပြီးလာရောက်ချင်းမရှိတဲ့ပြည်သူတွေကိုဒဏ်ငွေရိုက်တဲ့အပြင်ရွေးကောက်ပွဲရောက်ရင်စက်ခိုင်ပါတီကိုမဲထည့်ဖို့ပြောဆိုတာတွေလည်းရှိခဲ့ပါတယ်